ဖြစ်ချက်ဗီဒီယိုလည်းကျွန်တော်မြင်ပြီးသွားပြီလူလည်းတကယ်ဆန္ဒပြခဲ့တယ်ဒေသဆက်မှဒေသအစ်စ်လူတွေချို့လည်းပါတယ်ဆိုတော့ဖြစ်ချင်တော့ဒီဇင်ဘာ3ရက်နေ့ဆိုတာဗိုလ်ချုပ်ကြီးကပြည်ဦးလွင်နဲ့မန္တလေးနဲ့တောင်ချာဆိုင်တော်ဟာနေတာသွားနေတဲ့အချိန်မှာခင်ဗျာဗိုလ်ချုပ်ကြီးအဲ့နောက်သွားလာနေဒီဒီမန္တလေးနဲ့ပြည်ဦးပြည်ဦးလွင်ဗိုလ်ချုပ်ကြီးလူတောင်ချာဆိုင်တော်ဟာနေတဲ့ဟာကြီးကိုအဲ့ဒီအချိန်နဲ့ကြိုက်ပြီးတော့အဲ့ဒီ area ထဲမှာပဲတေသဆန်းကဝင်လာပြီးတော့ဆန္ဒပြသွားတာကဲဆိုတော့ဒေါက်တာတေသဆန်းအဲ့ဒီအချိန်မှာလာပြီးတော့ဆန္ဒပြသွားတယ် ပြတော့တာဒါပြောလို့ဒါမင်းအွန်လိုင်းစောက်ခုမဆိုင်ဘူးဆိုတဲ့ပုံစံပေါ့ဗျာရှင်းလောက်မသိဘူးတေချာတာတော့ကျွန်တော်မင်းအွန်လိုင်းအုပ်စုကိုကျွန်တော်တော်လိုင်းဘတ်တော်သားတွေကတော့ဘတော်မှာစောက်ခုဆိုင်မှာမဟုတ်သလိုစောက်ဖက်လည်းလုံမှာမဟုတ်ဘူးကျွန်တော်တွေရရင်ရတဲ့နေရာနေတနည်းနည်းနဲ့ကျွန်တော်တွေတော်လန်တွေမှာပုံကန်နေမှာကတော့ကျွန်တော်မလွဲအိတ်ကန်ပါခင်ဗျာ ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်အဲဒီကနေ့ညတော့ဘောမရက်ွက်ဟာတာများအပိုင်း133တုံးသူရောက်ရှိလာပါယူရအဲမနေ့ကတော့ကျွန်တော်ဘောမရက်ွက်ဟာတာများအစီအစဉ်နားပြီးတော့အဲကျွန်တော်တို့ဒီဇလန်တူလေးတပုတ်အတင်ထားတယ်ပေါ့နော်မကြည့်ရသေးတဲ့သူများလဲအဲသွားရောက်ကြည့်ရှုအားပေးကြပါဦးလို့ပြောခြင်းပါတယ်ဒါလေးကတော့ကျွန်တော်တို့ အဒီပလုတ် UKI တည်ရဲပောက်တောင်ပိုင်းပေါ့နော်ပောက်တောင်ပိုင်းအတွက်တည်ရင်းစနစ်အတွက် campaign လေးကျွန်တော်ရိုက်ထားတဲ့အဲဇလန်2လေးပေါ့နော်အဲ့ဒါလေးလေးတော့အဲတွားရောက်ပြီးတော့ကြည့်ရှုအားပေးကြဖို့မကြည့်ရသေးတဲ့လူရပြည်သူများတွားရောက်ကြည့်ရှုအားပေးကြဖို့အတွက်ပြောချင်ပါတယ်ဗျာ Okay ဆိုတော့ဒီကနေ့ဘောမရက်ွက်ဟာတာများဆိုတော့အဲကျွန်တော်ဘောမရက်ွက်ဘက်ကလူကြီးအကြောင်းပဲပြောတာများပြီပေါ့ဗျာ အဲမနေ့ကဆိုရင်ကျွန်တော်ရှိကိုအဲမက်ဆေ့ချာမှာလာပြီးတော့အဲစာရီလည်းပို့ကြတယ်ဗီဒီယိုဖိုင်လည်းပို့တယ်ဒီဗီဒီယိုဖိုင်တော့ကျွန်တော်တို့အားလုံးလည်းအဲကြည့်ပြီးပါပြီတွေ့ပြီးပါပြီကျွန်တော်တို့ဒေါက်တာတေစာဆန်းနဲ့ကျွန်တော်တို့တော်လန်ညီကိုများကျွန်တော်မန္တလေးဈေးကျူထဲမှာအဲကျွန်တော်တို့ညီဆန္ဒပြတဲ့ဗီဒီယိုဖိုင်ပေါ့ဒါလည်းအားလုံးအားလုံးတွေ့ပြီးသား အဲဒီဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးရဲ့နောက်ပိုင်းမှာလဲအဲကျွန်တော်တို့အကျန်းဖက်စကမာကနေပြီးတော့အဲ့နာမှာရှိတဲ့ကျွန်တော်ဈေးဆိုင်တွေကိုအဲကျွန်တော်ဘိုးဒူစာနဲ့ထိုးပြီးဖြည့်ဆည်းတယ်လို့ကျွန်တော်တရင်ကြားရတယ်ပေါ့နော်အဲတရင်ကြားရတယ်အဲလိုမျိုးဖြစ်တော့ဘယ်လိုဖြစ်လဲဆိုတော့အဲဒေါက်တာတီစာဆန်းပေါ်လဲဝေဘန်တန်ညံစီလာတယ်လို့ကျွန်တော်တို့အားပေးတဲ့သူများကလည်းအားပေးကြတယ် ဒါလေးကိုပူပူလေးအနေနဲ့တုံးသက်ပေးပါဆိုလို့အဲကျွန်တော်ဒီညအဲဒီဟာလေးကိုအဲနည်းနည်းလေးတော့ထည့်ပြောမယ်ပေါ့ဗျာเนาะโอเคဆိုတော့ဒေါက်တာတေဇာဆန်းတို့ဆန္ဒပြတဲ့အချိန်ကအဲကျွန်တော်တို့မင်းအောင်လိုင်ကြီးကပြင်ဦးတွင်မှာကျွန်တော်ပြင်ဦးတွင်နဲ့မန္တလေးဆိုတာကကျွန်တော်ဤတပေါက်စာပဲရှိပါတယ်ပေါ့เนาะနည်းနည်းလေးပါအဲကျွန်တော်ချီကျူးရမှာကဒီမင်းအောင်လိုင် ရှိနေတဲ့အနီးနားတဝိုက်မှာတောင်မှအဲဒီလိုမျိုးလှုပ်ရဲတယ်ဆိုတော့တတ္တိဦးတော့ကျွန်တော်အလွန်လေးစားပါတယ်ချီလေချီကျူးပါတယ်ဒီကိုဒီအားလုံးเนาะဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ကအသက်နဲ့ရင်းပြီးလှုပ်ရတာအသက်နဲ့ရင်းပြီးလှုပ်ရတာစွန်စားရတာစွန်စားရကျွန်တော်တို့ဒီဒေါက်တာဒေတာဆက်လို့ကျွန်တော်သွားလှုပ်တဲ့ဆန္ဒပြဆန္ဒပြဆန္ဒပြတဲ့နေရာကအဲကျွန်တော်တို့ လွမြောက်နေမြေတယ်လည်းမဟုတ်ဘူးကျွန်တော် PDF ရေစုံမှုထားတဲ့နေမြေလည်းမဟုတ်ဘူးနော် AUG ရေစုံမှုထားတဲ့နေမြေလည်းမဟုတ်ဘူးတိုင်းသာလက်ထက်ကိုင်းတွေစုံမှုထားတဲ့နေမြေလည်းမဟုတ်ဘူးဒီစကမအကြမ်းဖက်လက်အောက်မှာရှိတဲ့စကမထိမ့်ချုပ်ထားတဲ့နေမြေဖြစ်တဲ့ဒီမန္တလေးဈေးကျုံမှာသွားပြီးတော့ဆန္ဒပြရဲတဲ့တတ္တိဟူတော့ချီးကျူးပါတယ်ဆိုတော့ဟုတ်ပြီတချို့ကပြောကြတယ် ဟုတ်ပြီမင်းဒီကောင်းနေလာလှုပ်လို့တော်ပြီဈေးဥစည်းသားကြီးဒုက္ခရောက်ပြီโอเคကျွန်တော်တို့အာနာယုအချမ်းဖက်ကတော့ငကိုတွေကဒီလူပုံကြီးဒီလူဇိုက်ကြီးသူတို့လှုပ်ပြီးသားပဲเนาะကျွန်တော် PDF တွေရှိတယ်ဆိုပြီးတော့ရွာတွေကိုလည်းမီးရှို့တယ်စာတင်ကြောင်းတွေကိုလည်းလင်းနဲ့ဘုံခရဏကျဲတယ် ဘာလို့လဲပြောလိုက်ရင်အာ PDF တွေရှိလို့ PDF တွေရှိလို့ဆိုတဲ့ပုံစံမျိုးလုပ်တယ်အခုလဲဒေါက်တာဒေစာဆန်းတို့ဒီဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးတော့ညာတွင်ချင်းပဲအဲကျွန်တော်တို့ဆိုင်ငန်းတွေကိုဘောလူစာနဲ့ဖြည့်စည်းတဲ့ပုံတွေကျွန်တော်တို့တွေ့ရပြီပေါ့ဒါကပြောမယ်ဆိုရင်ကျွန်တော်တော်လန်ရေးအင်အားစုနဲ့အပြည်သူတွေကိုဒါရန်တိုက်ပေးတာ ။ညမင်းတို့မလာနဲ့မင်းတို့လာတော့တွေ့လား။ငါတို့ဒီမှာဒုက္ခရောက်ပြီ။ငါတို့ပြည်သူတွေဒုက္ခရောက်ပြီ။ဈေးတွေဒုက္ခရောက်ပြီ။အမှန်ဆိုဗျာကျွန်တော်ပြောစစ်ကောင်စီယောက်ျားတွေပဲဗျာယောက်ျားတွေပဲ။လောက်တာဒေါက်တာတေသာဆန်းတို့လောက်တာလေ။ဒေါက်တာတေသာဆန်းတို့ကိုမိအောင်မဖမ်းမဲနဲ့။ဘာမဆိုင်ညာမဆိုင်အပြစ်မဲ့တဲ့ပြည်သူတွေကိုဒီလိုလောက်တာခမည်းတော်တရားရဲ့လား။ ။အဲခမရကိုယ့်ဘာကိုလည်းပြန်ပြီးတော့စဉ်းစားကြ၊ဆုံးဖြတ်ကြ။ခမရတို့ကယောက်ျားချင်းမကြီးဖြစ်ပြီးတော့ဟမ်ယောက်ျားယောက်ျားချင်းပဲလူလူချင်းပဲဒေါက်တာအသေးစားတော့လာတာခမရဘာလက်နှမပေါင်းတော့ဘာလက်နှမပေါင်းသူကဆိုင်းတွေပြန်ကျဲသွားတယ်ဆန္ဒပြသွားတယ်ဒါလည်းကျွန်တော်တို့အခုလာမဲ့၁၀ရက်နေမှာကျွန်တော်အတန်တိတ်အပြင်မထွက်တဲ့တပိတ်ပေါ့နော်ပြည်သူတွေ အပြင်မထွက်တဲ့တပိတ်ပါဝင်ပေးဖို့ဆင်နွှဲပေးဖို့အတွက်ဒါသူတို့အရေးဆုံးပြီးတော့လာလုပ်သွားတယ်ဒါကမှအဲဒီကောင်လေးကိုမမိတဲ့အတွက်အကြဲတွေကဘာမဆိုင်ညာမဆိုင်ပြည်သူတွေကိုဒုက္ခပေးတယ်ဆိုလိုခြင်းတဲ့အဓိပ္ပာယ်ကတော့ဒီကောင်လေးရှိနေတဲ့များကာလပတ်လို့မင်းတို့ပြည်သူတွေလည်းမလုံခြုံပါဘူးဆိုတဲ့စောက်ချိုးမျိုးကိုဒါစကမကချိုးပြသွားသည်ပေါ့ဗျာနော်ဟုတ်ပြီသာ ဒါဒီလိုလူမျိုးတွေရှိလို့မင်းတို့မလုံခြုံဘူးဆိုတော့ဟုတ်ပြီသူတို့လက်အောက်မှာရောကျွန်တော်တို့ပြည်သူတွေလုံခြုံရဲ့လားဒါကျွန်တော်တွေပြန်ပြီးတော့တွေးတောစရာစဉ်းစားစရာကြီးအများကြီးပဲအဒီကောင်တွေပွဲလန်းသမီးတွေလှုပ်ပေးတယ်အဲ့ဒါသူတို့ဒါဆက်ဆက်တယ်နော်ပွဲလန်းသမီးတွေလှုပ်ပေးတယ်ပွဲလန်းသမီးတွေလှုပ်ပေးပြီးတော့နောက်မှာပေါ်တာဆွဲတယ်ဒါဒီကောင်တွေအကွက်ဒီကောင်တွေလက်အောက်မှာရောကျွန်တော်တို့ပြည်သူတွေလုံခြုံရဲ့လား စိတ်ချရလားဘာဖြစ်ပါအဲကျွန်တော်တို့ဒေါက်တာတေစာစန်းတို့ဒီမန္တလေးဈေးကျုံမှာဆန္ဒပြသွားတဲ့အတွက်ကြောင့်ထုံးစံအတိုင်းပဲကျွန်တော်တို့ဒီတော်လိုင်းရဲ့ဘက်ကလည်းနှစ်ဖွဲ့ကွဲသွားပြန်ပြီပေါ့ဗျာနော်ထောက်ခံတဲ့လူရှိသလိုကျွန်တော်တို့မထောက်ခံတဲ့သူတွေလည်းရှိတယ်။ Okay ဆိုတော့ဒေါက်တာတေစာစန်းတို့ဒီဆန္ဒပြတို့အသက်ကိုဘယ်နာမှမထားပဲနဲ့တို့မိလုံးဝအသက်ခံပါသေးကြတယ်သေးကြတယ် ဲသူတို့ဒါကိုရဲဝသူတို့စွန့်စားစားနဲ့အဲပြည်သူကြားထဲမှာသူတို့တွေအဲမျက်နာပေါ်ထွက်ပြပြီးတော့ရဲဝသူတို့လှုပ်ဆောင်သွားတဲ့ဗီဒီယိုဖိုင်လေးဒါလည်းအားလုံးကြည့်ပြီးသားအဲ့တော့ကျွန်တော်အောက်မှာ comment လေးတွေအဲနည်းနည်းဝိုင်းကူပြီးတော့မှတ်ပေးကြပါအောင်ဒေါက်တာတီဇာဆန်းရဲ့လှုပ်ရဲမှန်သလားမှားသလားအဲနောက်ပြီးတော့စကားမရရောဒီဒေါက်တာတေဇာဆန်းတို့မမီးတဲ့အတွက် အဲဒီဈေးသူဈေးသားတွေရဲ့ဆိုင်ငန်းတွေကိုဖျက်ဆီးတာရောမှန်သလားမှားသလားဒါလေးကိုအဲကျွန်တော်အောက်မှာကွန်မန့်လေးတွေအဲမန့်ကူပေးကြအောင်ပြ။ Okay ဆိုတော့အဲ့ဒီကိစ္စနဲ့ပဲပတ်သက်ပြီးတော့ကျွန်တော်တို့ဒေါက်တာတေဇာဆန်းကိစ္စနဲ့ပဲပတ်သက်ပြီးတော့ကြောင်မျိုးမင်းကလည်းဘလောက်ထိအောင်ပြောထားလဲဆိုတော့မအားလာကြီးရဲ့နွယ်ကူဒါတဆွေးနဲ့လာဆွတ်တယ်ဆိုတဲ့အထိအောင်ကြောင်မျိုးမင်းကပြောထားတဲ့ video file လေး အဲဒါလေးကအတူလေးပါပဲအဲဒီညတော့ကျွန်တော်အတူတူလေးနဲ့နားမယ်ပေါ့ဗျာနော်โอเคနားထောင်ကြည့်လောက်ဗျာကြောင်မျိုးမင်းအဲဘာတွေပြောထားလဲဆိုတာတေသာဆန်းကိစ္စပေါ့တကယ်လို့တို့ဒါဆက်ဆက်တယ်လို့ပဲကျွန်တော်ပြောချင်ပါတေသာဆန်းကိစ္စအချမ်းမဟုတ်ဗျာတေသာဆန်းကတီကောင်ကလည်းမနစ်ရတော့ကမနစ်ရတော့ပါဗောနမန္တလေးချဲရဲတာတဲ့မြို့နယ်ပိုင်းနဲ့အပိုင်နဲ့မှာ ဈေးဂျိုလို့ကျွန်တော်သိရတယ်သူရေးတယ်တော့ဈေးဂျိုလို့သိရတယ်အဲ့ကောင်ဈေးဂျိုမှာတွားပြီးတော့ဆန်းနိုင်ရပြတယ်ဆိုကျွန်တော်တော်စဉ်းစားပါတယ်ဈေးဂျိုနာမှာဒေါက်တာဒေါက်တာတေဇာဆန်းဥဆောင်ပြီးတော့တဲ့နော်ဥဆောင်ပြီးတော့ဈေးဂျိုနာမှာဟိုဆန်းနှပြတယ်ပေါ့လေဆန်းနှပြပြီးလုတ်သွားတယ်ပေါ့ဆိုတော့တေဇာဆန်းနဲ့အတူလူငယ်ချို့မနေရတော့ကမနေရဒီစမ3ရက်မနေ့9နိုင်လောက်မှာတဲ့နော်အဲ့ရုပ်ကောင်ပေါ်မင်းမပေးဘူးဘာညာဘယ်ဆက်ပြရုပ်ကောင်ဆန့်ကျင်နေလှူရှာမှုဖြစ်နေစားစားနေကြဲချတယ်ဗီဒီယိုဖိုင်တွေထွက်လာတယ်ပြည့်ချက်ဗီဒီယိုတွေကျွန်တော်မြင်ပြီးသွားပြီလူလည်းတကယ်ဆန္ဒပြကြတယ်တေသာဆန့်မှတေသာအစ်လူတွေချို့လည်းပါတယ်ဆိုတော့ ဖြစ်ချင်တော့ဒီစမှာ၃ရက်နေဆိုတာဘိုးချုပ်ဦးကြီးကပြည်ဦးလွင်နဲ့မန္တလေးနဲ့တောင်ချဆိုင်သွားနေတာအင်းသွားနေတဲ့အချိန်မှာခင်ဗျာဘိုးချုပ်ဦးကြီးအဲ့နောက်သွားလာနေဒီဒီမန္တလေးနဲ့ပြည်ဦးလွင်ဘိုးချုပ်ဦးကြီးလို့တောင်ချဆိုင်သွားနေတဲ့ဟာကြီးကိုအဲ့ဒီအချိန်နဲ့ကြိုက်ပြီးတော့အဲ့ဒီ area ထဲမှာပဲတေသာဆန်းကဝင်လာပြီးတော့ဆန္ဒပြသွားတာကဲဆိုတော့တော့ဒေါက်တာတေသာဆန်းအဲ့ဒီအချိန်မှာလာပြီးတော့ဆန္ဒပြသွားတယ်ပြတော့တော့ဒါပြောလို့ဆိုတော့မင်းအောင်လိုက်စောက်ခုမဆိုင်ဘူးဆိုတော့ပုံစံပေါ့ဗျာရှင်းလောက်မသိဘူး ်စတေတာတာတော့ကျွန်တော်တို့ main online အုပ်စုကိုကျွန်တော်တို့တော်လိုင်းဘတ်တော်သားတွေကတော့ဘတော်မှာစောက်ဆိုင်မှာမဟုတ်သလိုစောက်ဖက်နဲ့လုံမှာမဟုတ်ဘူးကျွန်တော်တို့ရရရတဲ့နေရာနေတနည်းနည်းနဲ့ကျွန်တော်တို့တော်လန်တွေမှာပုံကန်နေမှာကတော့ကျွန်တော်တို့မလွဲအိတ်ကန်ပါခင်ဗျ Okay ဆက်နားထောင်ကြည့်ရအောင်ဆက်နားပြသွားတာပြသွားတော့ဘာဖြစ်ကုန်လဲဆိုတော့ဘာမှမဖြစ်ပါဘူးဆန္ဒပြတော့တော့ဆန္ဒပြတော့ဒီမှာနိုင်ငံကြီးက UNG လောက်တော့ပြောင်းသွားတာမဟုတ်ပါဘူးအဲ့တော့သို့တော့ဘာဖြစ်သွားလဲဆိုတော့ဒီလိုဆန္ဒပြတော့ ရဲတွေဂျုံပြန်ကုန်ရောရဲရဲဂျုံဂျုံမေးပြီလေအပေါ်ကမေးပြီလေဟဲ့အောင်လေမင်းတို့ဒီကောင်တွေလာတော့မင်းတို့တကောင်မသိဘူးလားဆိုတော့မေးပြီမင်းတို့ရဲတွေပြာကုန်ပြီပြာဟုတ်တယ်လေဟိုကကျွန်တော်ပထမပြောခဲ့သလိုပဲဒီအားကကျွန်တော်တို့စိုးမိုးနေကြီးလည်းမဟုတ်ဘူးနော်မင်းအောင်လိုက်ရဲ့ထိန်ချုပ်မှုအောက်မှာရှိတဲ့မြို့အဲ့ဒီမြို့မှာကူမနော်အဲ့ဒီမြို့မှာကူမလာပြီးတော့လှုပ်သွားနေရွက်ကိုသူသူစွတ်သွားပြီးတော့ဗျာနော် ဲဒီဂျုံမြန်တာလည်းမပြောပြန်ပါပဲလေဘာဒီကောင်တွေကဘလူးရှီကဘလူးတောင်းအောင်မလဲအဲဘာနှလုံးသမားတစ်လုံးသမားသုံးလုံးသမားရှီကအဲလိုင်းကြီးဘယ်ဘယ်ချင်းယူရမလဲဒါပဲဒီကောင်တွေစဉ်းစားနေတာအဲဟိုကအလောင်းကစားဝိုင်းနေရနေပြီးတော့အဲလိုင်းကြီးအဲဘလူးရှီကောက်ရမယ်ဒါတွေပဲဒါတွေပဲဒီတိုက်ပြီးကောက်မှုတွေဒီကောင်တွေမှာအုံတော့မရှိဘူးဒီကောင်တွေစောက်လို့မလုပ်ဘူးဆိုတာအားလုံးသိပြီးသား ဒီကောင်လေးဒီအလက်စားဖို့အရေးသာအဲဒီကောင်လေးအလုပ်လုပ်နေကြတဲ့အတွက်ဒေါက်တာတီစာဆန်းလာသွားတာမသိလိုက်တာတော့ခံကြပါကွာဟုတ်လားရေးလိုက်တာအသေးလိုက်တာဟမ်လိုက်တာပေါ့ကျွန်တော်သိရတီစာဆန်းမန်လချိုင်းရတာမျိုးနဲ့ပိုင်းနေမှာအဲမနေ့အားလိုက်ကို6နှစ်လောက်မှာစနာပြသွားတယ်စာရွက်တွေကျဲတယ်ပါးစပ်ကလည်းပရိပရာကြီးပြောရတယ်ပေါ့ဗျာဒါပရိပရာဆိုလို့ကျွန်တော်ပြောမှာ तू ကတော့ तू ကတော့အမှန်တရားလို့တို့ကပြောမှာကျွန်တော်တော့ပရိပရာလို့ပဲပြောမှာဆောဟုတ်တယ်သူကပရိပရာဆိုမင်းအခုပြောနေတာပရိပရာလီစကားတွေပဲငါလုံးမှန်တာမဖြစ်ဘူး ဟာလို့ဟာတန်းနဲ့ယင်ပြီးလောက်ကတာလီပရိပရလားအေးလို့မျိုးခရခရကျွန်တော်ဒီနေ့မစဲဦးနေတာမစဲဦးလို့နေတာโอเคโอเคဆက်နာတော့ပြောပါတယ်ပြောသွားပြီးတော့ပြီးလဲပြီးတော့ဒီကောင်လေးကြသတင်းကြားလို့ရတယ်ကောင်ရဲလိုက်ရဲလဲကောင်မရှိတော့အဲ့ညခဏပဲနိုင်ဘွက်တော့မကြောက်ဘူးလေခဏလေးပဲဒါပေမဲ့သူတို့သတင်းရတဲ့အချိန်မှာရရချင်းရောက်ရနေရရောက်အမိသွားတဲ့အချိန်မှာမရဘူးလေရတဲ့ဖွဲ့ရောက်သွားမမိဘူးလေခြိုင်းသားတဲ့ကင်နာရဲ့ရဲတွေရောက်သွားတယ်မမိဘူးမမိလိုက်ဘူးမမိလိုက်ဘူးဆိုတော့ ဒါတေသာဆန်းကိုကူညီနေတဲ့မန္တလေးမြို့ဘာလို့မန္တလေးကတေသာဆန်းမန္တလေးဟိုမန္တလေးသားတေသာဆန်းမန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဟိုလိုဖြစ်နေပြီးတော့မန္တလေးမြို့ကလူတွေကတေသာဆန်းဆိုတာနဲ့ကူညီမဲ့လူရှိတဲ့ခါကျတော့သူ့ဝိုင်းပြီးတော့မန္တလေးတွေကတချို့ညီပိအုပ်စုတွေရှိမယ်ဗျာဟိုတောက်ကိုမကြိုက်ဘူးဆိုတဲ့အုပ်စုတွေရှိမယ်အဲ့ဒီအုပ်စုတွေကတေသာဆန်းကိုကူညီလိမ့်မယ်ကူညီပြည့်ကြတဲ့ဘောရှိတယ်အဲ့တော့တေသာဆန်းလက်ကနေဖက်ကနေပြောက်သွားခြင်းအကြောင်းရင်းဘယ်လိုပြောက်သွားတယ်လဲဆိုမေးကုန် တေဇာရာတေဇာရာမြေရှိုးကြီးမိုးပြန်အောင်ကွီးနီထွန်းလည်းမဟုတ်ဘူးအဲ့တော့တေဇာရာကတော့တေဇာသန်းဒီကွီးနီထွန်းလည်းမဟုတ်တဲ့အတွက်တေဇာရာကတေဇာသန်းဒီမန္တလေးရဲ့အဆက်အစွန်ဆက်တနေရာသူပြေးရမယ်ဘယ်လိုပြေးမလဲမန္တလေးမြို့တော်ကသူဆက်တော့နေရမယ်ပုံတော့မပေါ်ဘူးဘယ်ပြေးမလဲလို့မင်းပြစ်နိုင်ရချင်းဆိုဟိုဘက်ကန်းစခိုင်းမင်းကုန်းဘက်ပဲတေဇာရာအဲ့တော့ကိုမချမ်းမင်းကုန်းဘက်ကနေလွတ်သွားပြီလေမင်းကလွတ်အဲ့တော့ကြည့်ရတော့ခမန်းကြီးကတော့ဟိုဘက်ကန်းကိုပြေးပြီးတော့ဟိုခမန်းခမန်းရတယ်ဒါပေမဲ့ တေချာကတော့အဲ့ဒီရှိတဲ့လူနောက်ကတော့ရက်တဖွဲ့လိုက်ပြီမလိုက်လို့မရတော့လိုက်ပြီဟုတ်တယ်မလိုက်လို့မရတော့ဘိုးချုပ်ဘူးကြီးအဲ့ဒီမှာဒီသုံးရက်နေမှာဒီလိုမျိုးလွန်ထိုးသွားနေတယ်လို့ပြောတော့ရတယ်အဲ့ဒီပြည်ဦးလူနဲ့မန္တလေးကိုဘိုးချုပ်ပြည်ဦးလည်းမှာမှာသူ့ဟွာလေးနဲ့တွေ့လို့စကားပြောတယ်ပြီးတော့မန္တလေးမှာသူရှောက်ကြည့်တယ်ပြည်ဦးလည်းပန်းပွဲတော့တက်တယ်အဲ့လိုသွားနေတာပေါ့နော်သူကသူဒီပြည်ဦးလည်းမန္နဲ့မန္တလေးနဲ့ဆိုနင်းနေလေးကိုဘာမှမကြောက်အဲ့ဒါကိုအဲ့ဒီနာမှာအဲ့ဒါလို့လုတ်သွားတာအဲ့တော့ရှေ့ပိုင်းတော့တင်းတာပေါ့ခဲ့လူကြီးတွေမေးပြီးတော့မင်းတို့တာမသိဘူးလားဆိုတော့ရဲဂျွန်းလေးပြန်ရဲတွေကဂျွန်းလေးပြန်လိုက်နေရတယ်ဟိုလိုက်တယ်အခု အတကောင်ထိုးလိုက်လေတဲ့နော်ထဲထိုးလိုက်ပြီးတော့မှနောက်ဆိုပြည်ရေးရရဲချုပ်အစင်လေးဒီပါရောက်ပြည်ရေးဝန်ကြီးဒီပါရောက်ရောက်ပြီးတော့ရောက်အောင်ဖမ်းမိအောင်ဖမ်းဆိုတာမျိုးတွေတော့သူတို့ခိုင်းလိုက်မယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုသူတို့ဟုတ်ပြီတကယ်လို့မမိခဲ့ရင်ရောမင်းတို့ဘယ်လိုလုပ်မလဲဒီကောင်ကြီးကဘာလဲဆိုတော့ဗျာဟုတ်ကျွန်တော်ငငယ်တော့ဒီတော်လိုင်းကကြီးကြည့်ရပါတော့ဖက်စစ်ဂျပန်တွေပေါ့နော်ဒါတာမမိမအေယူဖမ်းနာတို့ဟုတ်လား တမိမိမမိမအေးဖန်းတာလို့ပါမိဘမမိခါတယ်တာသမီးတွေဖန်းတာတို့ဒီကောင်တွေဒါမျိုးပဲလုပ်တာအခုဒေါက်တာဒေစာဆန်းကိုမမိလို့အဲ့ဒီဈေးတွေဘုရူစားတဲ့သူ့အဖြစ်ဈေးဆိုင်တွေနော်အဲ့တော့ဒီကောင်တွေစောက်ကျင်ကဒီတိုင်းပဲဒီတိုင်းပဲဖက်စစ်ဖက်စစ်စိတ်ဓာတ်ကအဒီကောင်တွေမှာမြဲတမ်းရှိတယ်ပြည်သူလူထုကိုအကြောက်တရားရိုက်သွင်းမယ်အဲပြည်သူလူထုအချင်းချင်းတွေးကွဲအောင်တွေးခွဲမယ်ဟောတော်လေး အင်အားစုနဲ့ပြည်သူလူထုကိုသွေးခွဲမယ်။ဒါဒါမှမဟုတ်ကျွန်တော်တို့ဘာသာရေးမှိုင်းတိုက်မယ်။လူမျိုးရေးသွေးခွဲမယ်။အဲဒါမျိုးတွေဒီကောင်တွေလုံနေကြလုံွက်တယ်။မခိုင်းလို့ရတော့သူတောင်းဖြစ်သွားပြီသူလုံပြီ။တက်တန်လိုက်နေလို့ကြားတယ်။အဲ့တော့ဒေသဆန်ကတော့ဟိုကံကောင်းရင်တော့သူဟိုးအဝေးရောက်ပြီးရင်တော့လွတ်မယ်။ပြေးနိုင်ဘူးဆိုရင်တော့တနေရာမှာမိပဲ။သို့တော်လည်း မိချင်းလွတ်ချင်းကတော့အရင်မကြည့်တော့ပါဘူးပြရလဲပြပြီးစိုက်လွတ်ဆက်ရေးလွတ်ပြီးစိုက်တေသာဆိုင်ဒီလိုဝင်လွတ်ရဲတဲ့ဝင်လွတ်ရဲတဲ့ဇာတော့သိတော့မသိဘူးပဲနော်ဒီဇာတော့သိတော့မသိဘူးဘာလို့ဆိုခရဆာကြီးဒီလိုမျိုးကဝင်လွတ်ဖို့ဆိုတာမန္တလေးတော့ဝင်လွတ်တယ်ပြီးချက်ချင်းဖက်ကနေဖက်ကနေပြန်ရှောင်ထုတ်သွားဖို့ဆိုတာနည်းနည်းတော့သူ့ရဲ့ဟွာတော့မဟုတ်ဘူးသူ့မှာလည်းသူ့ကိုအဲ့လိုမျိုးစီစဉ်ပေးတဲ့လူသက်သက်ရှိနေလိမ့်မယ်ဝင်လာပြီးထွက်သွားအဝင်ထွက်လမ်းကြောင်းတွေစီစဉ်ပေးတဲ့လူရှိနေပြီပြီးတော့ရှိပြီးတော့ဒီလိုလွတ်လိုက်တာနဲ့မြတ်သူရမယ်ဖန်နေရှိပြီငွေကဘယ်လောက်ရမယ်တော့မသိဘူးဒီဘွဲတောင်သူဘယ်လောက်ရပါမလို့မသိဘူးဘာ project တွေရပါမလို့တော့မသိဘူးကြာအဲ့ဒါတော့စောင့်လို့ကြည့်ရမယ်ကျွန်တော် โอเคအဲ့လိုဆန္ဒပြဖန်ရလာမရလာတော့ကျွန်တော်မသိဘူးเนาะမင်းကတော့ဖန်ခင်းလိုက်ငါလည်းတစ်ခါမှတော့မကြဘူးအဲ့လိုဆန္ဒပြတာ ਨੇ ဖန်ငွေတွေရတယ်ဆိုတာဘလို့လူတွေဘလို့ပေးလဲတော့ကျွန်တော်တော့တစ်ခါမှကိုကျွန်တော်မကြုံဘူးတဲ့အတွက်အဲကျွန်တော်လည်းမသိဘူးပါဗျာเนาะโอเคဆိုတော့ကျွန်တော်ရဲ့ဘောမရက်ွယ်ဟာသားဗျာစီစီကိုဒီမှာပဲရန်လာမယ်เนาะကျွန်တော်ပထမပြောခဲ့သလိုပဲဒီနေ့တော့နည်းနည်းတူတူနဲ့တွတ်တူလေးပေါ့ဗျာโอเคဆိုတော့ကျွန်တော်တို့ အဲဒေါက်တာတေဇာဆန်တို့ကအခုလာမဲ့ဒီဇင်ဘာ10နေ့ဒါပြည်သူတွေကိုအကူအညီတောင်းထားတယ်ကျွန်တော်တွေအိမ်ကမထွက်ဘူးအတန်တိတ်တပိတ်ပေါ့နော်အာပါဝင်ပေးဖို့အတွက်ဒါပြည်သူတွေကိုအကူအညီတောင်းထားတယ်အဲကျွန်တော်တို့လည်းနားလဲပါဗာနားလဲလဲဆိုကျွန်တော်ဒီတော်လန်ရေးမှာကျွန်တော်တို့ပြည်သူတွေတော်တော်လေးကိုအင်မတန်မှတာဝန်ကြီးခဲ့ပါတယ်နော်ပြည်သူတွေခြေကုန်လက်ပန်းကျနေပြီဆိုတာလည်းကျွန်တော်တို့သိပါတယ် ကျွန်တော်တို့အကြောက်တရားတွေအောက်မှာနေနေရတဲ့ပြည်သူတွေဖြစ်တဲ့အတွေ့အဲဒီတပိတ်မှာကျွန်တော်တို့ပါဝင်နိုင်သလောက်ပါဝင်ပြေးကြပါလို့ပဲကျွန်တော်ပြောချင်တယ်အတင်းကျက်ကြီးတော့ကျွန်တော်မတိုက်တွန်းလို့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်လည်းကိုချင်းစားပါတယ်နားလည်းနားလည်းပါတယ်ကျွန်တော်တို့ဒီမှာပန်းတပိတ်လို့တော့မှာပန်းပန်လာတော့မှဒီကောင်တွေကလိုက်ဖမ်းတဲ့ကောင်တွေ န်းရောင်းတဲ့ဈေးတယ်ဒီတော့မှလိုက်ဖမ်းတဲ့ကောင်းလေးဒီကောင်းလေးကလုံးဝကိုကြောက်တဲ့ကောင်းလေးနော်ပြောမယ်ဆိုဗျာကျွန်တော်တို့ဗါလေစတန်ဒတ်အာမီဗောအဆင့်ဘလောက်တရဘလောက်လဲဟောသုံး36လား39မှာကျွန်တော်လည်းမမှတ်ပြီးတော့เนาะအဆင့်နေလဲကျွန်တော်မကြည့်တော့ကဘာအဆင့်ဘလောက်ဆိုလဲ အမသိတော့ဗျာကျွန်တော်လည်းမသိတော့73လဘယ်လောက်လဲကျွန်တော်လည်းမသိတော့နော်ဘာလို့လဲဆိုတော့အရင်တော့ကတော့ကျွန်တော်မှတ်ထားသေးတယ်နောက်ပိုင်းဒီကောင်တွေကကဘာအဆင့်မမီတဲ့အပြင်နော်ဒီပြည်တွင်းမှာရှိတဲ့လက်နက်မဲ့တဲ့ပြည်သူပြည်သူတွေတော်မှအဲဒီကောင်တွေကကြောက်ချီးပန်းနေတဲ့အတွက်နော်မြင်မြင်ရလိုက်ဖမ်းတယ်နော်မြင်မြင်ရလိုက်ဖမ်းတယ်ပြောမယ်ဆိုဗျာခွေယူလို့ပဲဒီကောင်တွေကအကျန်းဖက်စစ်တပ်ကခွေယူလို့ပဲကျွန်တော်တို့မဲမဲမြင်ရလိုက် ကတ်တက်ပြီဆိုတဲ့အကြောင်းအဲ့လာမယ့်ဒီဇင်ဘာဆယ်နေ့လေကျွန်တော်မြတ်ပြည်သူများအားလုံးအဲတတိလေးနဲ့လှုပ်ရှားကြပါအဲတခုလှုပ်မဲ့ဆိုလဲကျွန်တော်တို့ညံလေးသုံးကြပါလို့ပြောကြတဲ့ကျွန်တော်အစီအစဉ်လေးကိုဒီမှာပဲရည်နာပြီးနောက်နေ့နောက်နေ့တွေများမှာလဲအဲပေါ်မှာဘက်ကဘလူကောင်လေးဘလူတွေလာအောင်မလဲဆိုတာဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြတဲ့ထုံးစံတိုင်းပဲမိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါလိမ့်ခင်ဗျာ